ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆိုကောပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဝဲသုံးသက်ချက်အစီအစဉ်လေးတွေကိုပြန်လည်မစတင်ပြန်ပါပထမဆုံးအနေနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းတဘောဝဘေးအန္တရာယ်နေဉဏ်ဆုံးကြော်လွားနိုင်ပါစေဆိုကြမှာဒါဆုတောင်းမြတ်တာပြေးကြပါတယ်ကျွန်တော်ဒါမကြသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ဒီတဘောဝဘေးနဲ့ပတ်သက်ပြီးတော့မှဆိုကောမိသားစုကနေပြီးတော့မှလည်းတာတက်နိုင်ပြီမြဒါတတတအားနဲ့ပါဝင်ကူညီလူထားခဲ့ပါတယ်ရှေ့ဆက်ပြီးတော့မှလည်းဒါအခွင့်အရေးရရသလိုဆက်လက်ပြီးတော့မှလူတန်းပေးပေါင်းမယ်ဆိုတဲ့အကြောင်းလေးကိုလည်းအချိန်ကောင်းပါကြပါတယ် ျွန်တော်ဒါဒီနေ့ဒါတင်ဆက်ပေးမယ့် Mandy Talk အစီအစဉ်မှာတော့ကျွန်တော်နဲ့တူဒါ Collection တယောက်ဖြစ်တဲ့စီသူကနေပြီးတော့မှအောင်ဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စီသူရေမင်္ဂလာပါညီ။ဒါပထမဆုံးအနေနဲ့ကိုတို့ဒီမနေ့ကကစားသွားတဲ့ Premier League ပွဲလေးတွေပေါ့လေ။မနေ့ကကစားသွားတယ်အတင်းကြီးတွေကစားသွားတယ်။အဲ့ဒီထဲမှာဒါ Liverpool ချီချော်သွားတဲ့ပွဲလေးပေါ့လေ။ဒီပွဲရဲ့ဒါရှုံးပွဲမရှိဒါ Premier League မှာရှုံးပွဲမရှိအောင်တော်လေးကြာပြီး26ပွဲရှိသွားပြီ။ 26ပွဲရှုံးပွဲရှိတဲ့ Liverpool တွေဖူဟန်ရဲ့ Crown College မှာဒီနေ့ကမတင်ပါဘဲနဲ့ရှုံးပါတယ်ဒီပွဲလေးကနေစပြီးတော့မှဒါတုံးသက်ရမယ်ထင်ပါတယ်ဒီဖူဟန်ရဲ့ Liverpool ပွဲလေးကိုစီတူကစပြီးတော့မှတုံးသက်ပြီးပါအောင်ဟုတ်ကဲ့ပေါ့ Liverpool ကကြခြေစွမ်းကြနေရတော့အနည်းငယ်အချိန်တစ်ခုရှိလာခဲ့ပြီပေါ့လေသူတို့ရဲ့အရှိန်ကိုသူတို့ပြန်မတင်နိုင်တာကိုသူတို့တွေ့ရတယ်မနေ့ကပွဲမှာတော့သူတို့ရဲ့အမားတွေပေါ့နော်တူချင်းအမားတွေခန်းစပိုင်းတူချင်းအမားတွေတော်တော်လေး မြပြခဲ့တယ်အဲ့အမားတိုင်းကိုဖူအန်ကအုံချသွားခဲ့ပြီးတော့အကူသွင်းခဲ့တယ်ပေါ့နော်အဲပြောမယ်ဆိုရင်အခုလိုမျိုးပထမပိုင်းမှာတင်ကိုပြက်နေခဲ့တာလေပါဘူးမကြုံတာတော်တော်ကြာပြီပေါ့အစွန်ဗလာကို9ကိုနဲ့ရှုံးနဲ့ဝဲကနောက်ဆုံးပဲပေါ့နော်အဲ့နောက်ပိုင်းမှာအခုလိုမျိုး3ကိုပြက်ပေးရတာမျိုးမမြင်ခဲ့ရဘူးအခုဒါကိုပြင်မြင်ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုဒီကဒီမှာလေပါဘူးတော်တော်လေးကောင်းနေတယ်ဒါပေမဲ့အဲ့ဒီကောင်းနေပုံရိပ်ကနေခုနောက်ပိုင်းကတဖြည်းဖြည်းနဲ့ဖဲခွာလာတော့မြင်ရတယ်အဓိကကစားသမားတွေ့ အထူးသဖြင့်ဒီ right back နေရာပေါ့လေ right back နေရာမှာ Curtis Jones က main shift အနေနဲ့ဝင်ကစားရတယ်ပေါ့နော်အဲ့တော့ဝင်ကစားပေမဲ့လိုအပ်ချက်လေးရှိတယ်အထူးသဖြင့်ဒီပထမပေးလိုက်ရတဲ့ခြေပါကိုဆိုရင်အဲဒါသူပုံမှန်ပေါ့နော် natural fullback natural defense ကစားသမားမဟုတ်တဲ့အတွက်သူဖြတ်ထုတ်ပုံသူ့ရဲ့ဒီကိုနေဟန်ဒါစတန့်စ်ကပုံမှန်မဟုတ်ဘူးပေါ့နော်ပုံမှန်မဟုတ်တော့သူဖြတ်လိုက်တဲ့ဟာမှာ ဒီဆက်စင်ညွန်စီရောက်သွားတယ်ဗောနဆက်စင်ညွန်တွင်းသွားခဲ့တယ်အဲ့တော့အာနေဂျက်မြင်ရတယ်ပြီးတော့ဒီလိုပဲဒုတိယကိုဆိုရင်လည်းအဲရောဘတ်ဆန်ရဲ့အမားဗောနရောဘတ်ဆန်ဖူအန်ကဟိုက်ပရက်အရန်လှုပ်ထားတဲ့အခြေအနေမဟုတ်ဘူးဖူအန်ကစားသမား၃ယောက်လောက်ရှိတယ်ဗောနအဲ့တော့ရောဘတ်ဆန်ကဘူသမားကိုပြန်ပေးဖို့ option ကလွတ်ကြီးပဲသူဗန်ဒိုက်ကိုပေးဖို့ခတ်တယ်ဆိုရင်တော့ဗန်ဒိုက်နာမရိုဒရီโกမြူနစ်ရှိတယ်ဗောနအဲ့တော့ဘူသမားကိုပြန်ပေးလို့ရအဲ့ကြရင်ဒီ present trap ကိုလွတ်သွားမှာဗောနဒါပေမဲ့ရောဘတ်ဆန်က အန်းသိမှုကောင်းတယ်ဒါရဲ့ဒီကန့်လန့်ပြက်ကြီးအလေကိုလှမ်းပြီးတော့ပြီးတယ်ပေါ့နော်အဲ့တော့အဲ့ပြီးလိုက်တဲ့ပုံလုံးကနေအဲဒီဒုတိယဥဆောင်ကိုဖြစ်သွားစေတယ်အဲ့ဒီကိုကပွဲရဲ့အလက်အပြောင်းလို့လည်းပြောလို့ရတယ်ဝမ်ဝမ်အခြေအနေမှာအရင်ပွဲပြက်နေခြင်းမရှိပါနဲ့အဲ့2 1 3 1ဖြစ်တဲ့အခြေအနေမှာလေပါဘူးကလုံးဝအငိုက်မိပြီးတော့တော်တော်လေးအားနေတော့တွေ့ရတယ်အဲ့တော့ရောဘတ်ဆန်အမှားပေးဆက်မှုကြည့်ရပါတော့ရောဘတ်ဆန်ကိုယ်တိုင်လည်းကန်ဆိုးပါတယ်ဒီနောက်ဆုံး last touch မှာလည်းသူနဲ့ ठी ပြီး deflect ဖြစ်ပြီးတော့ဝင်သွားတာပေါ့နော် Robertson ရဲ့အမှားကိုတွေ့ရတယ်တတိယဂိုးမှာတော့ဒါ Van Dijk အနေနဲ့အားနေခဲ့လို့ပြောရမှာပေါ့နော် Rodrigo Muniz လည်းကောင်းခဲ့ပါတယ်အော်ဒီပွဲလုံးကိုကျွန်တော်ခြုံကြည့်မယ်ဆိုလိုဘာဘူးရဲ့ခံစပိုင်းပြဿနာတွေကိုကျွန်တော်တို့အများကြီးတွေ့ရတယ်။ဘာလို့လဲဆိုတော့ဒီမနေ့ကကစားသွားမှာ Van Dijk ကသူ့ရဲ့ဒီရာဒီမှာအားအနေဆုံးပွဲလို့ပြောလို့ရတယ်။အဲဒီ Van Dijk ကပုံမှန်အားဖြင့်ဆိုရင် Jewels တွေအားကောင်းတယ်ပေါ့နော်။ Area Jewels ကော Ground Jewels ကောအားကောင်းတယ်။ဒါပေမဲ့ မနေ့ကဗန်ဒိုက်တော်တော်လေး ground jewel ဆိုတော့ area jewel ဆိုတော့ winning ပေါ့လေအသာရရှိမှုတော့တော်တော်ကြီးကိုနေရတွေ့ရတယ်။ခိုနာတေးကလည်းအရင်ကနေရတွေ့ရတယ်။အခြားတစ်ဖက်မှာ Rodrigo Muniz ကတော့ Liverpool ခံစင်းနဲ့တွေ့တဲ့အခြေအနေတွေမှာအဲဒီ jewel winning percentage အကောင်းဆုံးဆိုတဲ့ရလက်မျိုးသူကစားသွားခဲ့တယ်ပေါ့နော်။အဲ့တော့ထုံကြည့်မယ်ဆို Liverpool ရဲ့ခံစစ်ပိုင်းမှာပြဿနာလေးတွေ့ရတယ်။အဲအဲ့ဒီပြဿနာလေးတွေကခံစစ်ပိုင်းစုဖွဲ့မှုနဲ့လည်းဆိုင်တယ်လို့ဒီအရှိမအတူတူပြင်ကွင်းလေခံစစ်ပိုင်းမှာ အမ်ပြောမှဆိုရင် အရင်အားလောက်ဒီစုဖွဲ့မှုမကောင်းတော့တာမျိုးကျွန်တော်တို့မြင်လာရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာရဲ့ impact ကို Liverpool စတင်ခံစားနေရပြီအဲ Liverpool ကိုယ်တိုင်လည်းပြောမှဆိုရင်တော့ဒီ Nemesis Rowe Ankerman Rowe ရဲ့ဒီ defensive coverage ပေါ့နော်ခံစစ်ကိုကာကွယ်ပေးတဲ့လိုအပ်ချက်ကိုနားလည်ထားရလို့ကျွန်တော်ယူဆထားတယ်။သူတို့ဒီနေရာနဲ့ပတ်သက်ပြီးရှာဖွေနေရလို့လည်းသိထားရတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာလိုဘာဘူးအဲ့ဒီအခြေအနေလေးမြင်နေရပါတယ်ကို။ လီဗာပူးကနည်းနည်းတော့ပိုင်းဒါဆိုရင်အခုတခြားစီစဉ်တွေမှာလည်းပြောပါတယ်ဒါကိုနန်ဝင်လုံးနဲ့လည်းပြောတယ်ဟုတ်ကဲ့သူရဲ့ဒီသုံးဆွဲရတဲ့ကစားသမားအကြီးကြီးကျတော့နည်းတယ်အဲ့အတွက်ဟိုလက်ရှိမှာသုံးရတဲ့ကစားသမားကျတော့ပွဲချိန်မိနစ်တွေအရင်များတယ်ဒီအရင်နဲ့ပတ်သက်ပြီးကစားသမားတူဦးချင်းစီရဲ့ပွဲချိန်မိနစ်တွေလည်းဒါအခုကပြောသုံးသက်ခဲ့ကြတာဟုတ်ကဲ့ပေါ့ဟိုဘောပွဲချိန်မိနစ်ဒါ၃00ပြည့်နေတဲ့ကစားသမားတွေပုံများတယ်2000နဲ့3000ကြားဒါဒီအရင်မှာကစားထားတဲ့ကစားသမားတွေများလာတယ်ဆိုတော့ ဒါရမရတာပဲဒါကျေးဇူးတင်ရမှာပေါ့နော်ဒါရရလာရင်ပူတော့မှဒါခက်ခဲဖြစ်လာနိုင်တယ်လောလောဆယ်မှာတော့ဒါပြဿနာကြီးကြီးမားမားလူပုံကမရှိဘူးဂိုးသမားမပါနိုင်တဲ့ဒီ first goal မှာမပါနိုင်တဲ့အချက်တော့ပဲဒါပြောစရာရှိနေတယ်မှာ channel ဘိုင်းဒီမှာတော့ဒီပေါ်ဘူးရဲ့ border scene ကတကယ့်ကိုတောက်သေးဆုံးပေါ့ဒါပဲပြဿနာကျတော့တူချင်းရဲ့ခြေစွမ်းပိုင်းဆော့ဆော့ထန်းကတော့နည်းနည်းကျလာတယ်တောက်တင်တဲ့တောက်တင်တဲ့လူဝင်အားကိုပဲအဲပြောမဆိုရင်ဒီအဲခန်းစစ်မှာ van dyke ပြီးတော့ဒီ graven back မိုးဆာလာ ဒီကစားသမားတွေရဲ့ minute ကအရန်အများနေရပါဘောနော်အရန်အများနေတဲ့အခါမှာသူတို့ဒီ wall load အရာ red zone ဆိုတာရှိရဲအဲ့ red zone ကိုရောက်နေရပါဘောနော်အဲ့တော့တချို့သောအခြေအနေတွေမှာတော့ဒီကစားသမားတွေတောင်းခံပြီးတော့ကြော်ဖြတ်နိုင်ပေမဲ့အခုလိုမျိုးအဖက်ဖက်ကကြာဆင်းနေတဲ့အခြေအနေမှာတော့သူတို့သူတို့ရဲ့ခြေစွမ်းကိုလည်းကျွန်တော်တို့ထိခိုက်မှုရှိလာတာပေါ့လေကိုဟုတ်ကဲ့ဒီ3 term ဒီလောက်ပေါ့နော် Newcastle နဲ့ဒီ Carbon Black Blue Boy အလောက်ထိတော့မဟုတ်ဘူး ီ4နဲ့ပွဲမှာဒီ jewelry မှာလည်းဟိုနည်းနည်းလေးအားနေတယ်เนาะဒီဆိုင်လုတဲ့နေရာမှာဆိုရင်ဒီဘုကဒါ4နဲ့ရှင်းလိုက်မြေကိုယ်ကပူပြောမှာဘောလုံးကြတာပူများတယ်ဒီ tackling ဘိုင်းနေလဲကြည့်လိုက်တော့မနေ့က4ရဲ့ဘောလုံးဖြတ်ထုတ်အားရကျွန်တော်လေးကိုဒါဒီဘုကတဲ့တာတော်ကိုတွေ့ရပါဘူးလေဒါအချက်လေးရကြည့်မယ်ဆိုရင်25ချိန်လုံးပူကဒါ tackling လုံးနိုင်တဲ့ဘိုင်းတော့ဒါဘောလုံးဖြတ်ယူနိုင်တဲ့ဘိုင်းနဲ့ကျွန်တော်လေးလည်းများပါဒီဘိုင်းကြီးကျတော့ဒီဘုံကြီးရဲ့စက်ခံမှုဘိုင်းလေးနည်းနည်းတန်လျောက်ဝင်လာတယ်မနေ့လုံးကဝဲတာအခုကြည့်တော့မယ်ဒီဂိုးတွေမပေးရခင် စကနေလူဘုတ်ခန့်စကခုနကစမားတာဟောအဲ့မှာလည်းတော့အမားလေးအားနေတွေကစပြီးတော့တွေ့လိုက်အဲ့ပွဲအဲ့အမားတော့ဘိုးတော့မပြီးလဲရအောင်ပေါ့လေအဲ့ချီနီမာဒါမက်ကလက်စတာစပြီးမှစောက်ဘူးတော့တွေ့နေဒါပေမဲ့ဥဆောင်ကလည်းတိတ်မချအောင်ပုံပြီးတော့မှဆိုတာလူဘုတ်ဘူးဟိုအားအသေးစားကောင်းတော့ပေါ့လေ73မိနစ်တွေ့တာ3ကိုစက်တိုက်ပြီးလဲရတာတကွာကျတော့ဟိုပုံပြီးတော့မှဒါအားအသေးမဖြစ်တဲ့အနေအထားမျိုးလေဒါလူဘုတ်ရဲ့ခန့်စစ်ကဒါဒီရာဒီပရီးမီယာလိမှာဆိုရင်အကောင်းဆုံးထဲမှာပါတယ် forest to arsenal လို့ဒီဘောဘူးကဒါပေးကိုအအနေဆုံးဆိုတဲ့အခြေအနေကိုဒါဘယ်လိုပြောဝိကင်ဝိကောက်ပေါ့လေ ဟိုတသိန်းကဒါပွဲစဉ်23ပြီးမှခန်းစစ်အကောင်းဆုံးဖြစ်လိုက်လဲဆိုရင်ဒါနောက်တစ်ဖက်မှာအာဆင်နယ်ကဖြစ်တဲ့လီဗာပူးကဖြစ်ပြောချင်တာလီဗာပူးရဲ့ခန်းစစ်ကတရားဒီမှာအကောင်းဆုံးနဲ့မှပါတယ်အဲ့ထဲမှာမှဒါ23မိနစ်တွင်3ဂိုးပေးလိုက်ရတာတော့ဒိုလီကိုအားနေတယ်နောက်ထပ်ဒါအခုပြောစရာလေးတစ်ခုရှိတာဒါမူဆာလာဘူဘောပြန်ပြောက်လာတဲ့အပိုင်းကိုလေဆာလာကဒီ PSG နဲ့ချန်ပီယံလိဒုတိယကျော်ပွဲမှာစအဲ့ရနေစပြီးတော့တောက်လျှောက်ပေါ်လေဒီအဲ့ကာလာလေးကမှဘူဘောကိုပြောက်လာတဲ့ဟာမှာနည်းနည်းလေးပြောစရာဖြစ်လာတယ်နှစ်နှစ်အတွင်းဒီမူဆာလာရဲ့လက်ရှိဘူဘောပြောက်မှုက ပွဲဆက်အများဆုံးဆိုတဲ့ဒီကိန်းကိန်းန်းနေလဲပေါ်ထွက်လာတယ်။မနေ့ကပွဲမှာလဲမူဆာလာစီကတိတ်ပြမချင်းချောင်းတဲ့ဘိုင်းလေးလည်းမတွေ့အောင်ဆိုတော့ဒီဆာလာရဲ့ခြေစွမ်းတဲ့ဒီတိုက်စစ်ပိုင်းလေးပေါ့လေဒီဘောကြီးရဲ့တိုက်စစ်အစုဖွဲ့လေးကိုလဲစီတီတုံးတော့ပြောင်းအောင်ဟုတ်ကဲ့ကိုအဲဒီတစ်ပိုင်းတော့ဝေါ်လုတ်နဲ့ဆိုင်တာပေါ့နော်ဆာလာဝေါ်လုတ်အရင်များနေတယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဇန်နဝါရီလောက်ထဲကဒီစံခိုင်ရင်စံခိုင်ရင်နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့အဲဒီသူတည်တည်ပေါ့နော်သူတို့က ဒီဆာလာရက်ဇုံထဲမှာရှိနေဆိုပြီးတော့သူပြောကြတယ်ပေါ့နော်အဲ့ဒီချက်ကိုတော့ကျွန်တော်တွေးမိရဒါတစိတပိုင်းသက်ဆိုင်လိုက်မယ်ပြီးတော့အနောက်တစ်ချက်ကတော့အခုအစီအနေနဲ့ဒါရဲ့သက်ဆိုင်နေတာကလီဗာပူးမှာဒီ proper right back မရှိဘူးပေါ့လေလက်ရှိအခြေအနေမှာမရှိဘူးပေါ့နော်အာနိုးကတန်ရနေ corner bradley ကလည်းနလန်ထကစားပဲရှိသေးတယ်ပေါ့နော်အဲ့တော့ခတ်စ်ချုံဆိုရင်ကစားတယ်အဲ့တော့ဒီ right wing ကတယောက်အတွက် right back ဒီမှန်ကန်တဲ့ right back မရှိနေတာက အကြီးမားတဲ့ထိုးနှက်ချက်ပဲပေါ့နော်ဆာလာကိုရိုင်ကအဲပြောမယ်ဆိုရင်ဗျာယာဒီဒီဒီဇင်ဘာလောက်တုန်းအဲ့လိုမျိုးလုံးဝ power ranger ဖြစ်နေတဲ့အခြေအနေဆိုရင်တော့တစ်မျိုးပေါ့လေဒါပေမဲ့လက်ရှိအခြေအနေမှာသူကိုရိုင်ကလည်းကြာနေကြာနေအောင်မသူ့ပတ်ဝန်းကျင်ရပါကြာနေအပြည့်တို့ဒါရထောက်ပံ့မဲ့ driver ကကြာနေရမပါဘူးပေါ့နော်တစ်ချိန်တည်းမှာဒီ shadow စုဖွဲ့တွေမှာလည်းကြာနေအဲ့တော့အအထွေထူးဟိုခြေကြသွားတာမဟုတ်ဘူးပြောမယ်ဆိုရင်ဒီလိုမျိုးဖြစ်ကိုဖြစ်လာမဲ့အကြောင်းတရားတွေအပြင်မှာဖန်တီးပြီးသား သူကိုယ်တိုင်ကောပြီးတော့သူ့ရဲ့ဓာတ်ရိုက်တွဲဖက်မဲ့အသင်းပေါ်ပြီးတော့ဒီအသင်းတသင်းလုံးရဲ့ structure ရောအားလုံးကျနေတဲ့အခြေဖြစ်တဲ့အတွက်ဆာလာလည်းဒါကျပြီပေါ့နော်အရန် individually အရန်ကောင်းနေတဲ့လပေါ့ December လို့ January လို့လောက်တောင်းလို့မျိုးဆိုရင်တော့ဆာလာဒါကိုရုံးကန်အောင်ရုံးကန်နိုင်လိမ့်မယ်ဒါပေမဲ့ဆာလာရဲ့ရုံးကန်မှုတွေကအဲ့ဒီအချိန်နေမှာဒီအားရင်တွေတော်တော်လေးသုံးထားခဲ့ရပြီပေါ့နော်ဒါကြောင့်လည်းအခုလိုမျိုးအခြေအနေထိရောက်လာရလို့ယူဆပါတယ်ပေါ့ ဒါနောက်ထပ်ကိုဖူဟန်ဘက်ပေါ့လေဖူဟန်ကဆုံးစင်ဒါအဆင့်၈ကိုရောက်လာပြီပရီးမီးယားလိရဲ့ဒါလက်ရှိအနေထားရဒီရသည့်အနေထားရ coefficient ဒီပဲရဆိုရင်အင်္ဂလန်ကလာမယ့်ရသည်မှာဆိုချန်ပီယံလိဝင်ွက်ဒါအနည်းဆုံး9နေရာလောက်ရနိုင်တဲ့အလားအလာရှိဆိုဖူဟန်ကလည်းဒါလောလောဆယ်အဆင့်၈ချန်ပီယံလိဝင်ွက်အတွက်ဒီထိပ်အသင်းတွေပေါ့လေအဆင့်၄၅၆အသင်းတွေလည်းအကြမ်းမကွာမှုကကျင်းနေဆိုဖူဟန်ရဲ့အလားအလာရောဒီလာမယ့်ရသည်မှာချန်ပီယံလိဒါမှမဟုတ်အနည်းဆုံး Europa League လောက်ဝင်ွက်ရနိုင်တဲ့အလားအလာမျိုးရှိနိုင်တာလို့ဆိုလို့ ဟုတ်ကဲ့ဥရောပဝင်ကွင်းအတွက်ဟိုဟာဖြစ်တယ်ပေါ့လေချန်ပီယံလိကတော့အလန်ဝေးပဲမြေဥရောပဝင်ကွင်းအတွက်တော့ပြောလင်းချက်တော်တော်ရှိတယ်ပေါ့အာပြောမှဆိုရင်ဒီကျွန်တော် FA က sport တစ်ခု EFL ကက sport တစ်ခုရမှာပေါ့နော်အဲ့တော့ EFL မှာ Newcastle ရသွားပြီဖြစ်တဲ့အတွက်အဲဒီ sport တစ်ခုကိုအဲ Newcastle လည်းဒီ128 range တဲမှာရှိနေတဲ့အသင်းဖြစ်နေတာအဲ့တော့ပြောမှဆို sport တွေကအပြည့်ပြည့်နဲ့အောက်ကိုရွေးလာပုံများတယ်ဒီ အဝရွေးလာတိုင်းချင်များတယ်ပေါ့နော်အဲ့တော့အဲ့တော့ပြောမယ်ဆိုဥရောပဝင်ဝင်အဆင့်၈လောက်ထိသွားနိုင်တယ်ခွန်၈လောက်ထိပေါ့နော်ခွန်၈လောက်ထိသွားနိုင်တာကျွန်တော်တို့မြင်ရတယ်အဲ့တော့ F1 အဲ့အတွက်လည်းတော်တော်လေးအခွင့်ရေးကောင်းနေတယ်မှာပါတယ်ဒါပေမဲ့ Premier League ကကျွန်တော်ပြောတာတော်တော်လေးခက်တယ်ပေါ့နော်အဲ့1 to 10အားလုံးဒီ3 to 10ပေါ့နော်3 to 10ကအသင်းတွေအကုန်လုံးကဥရောပဝင်ဝင်မျောလင်းချက်ရှိရဲ့လို့ကျွန်တော်တော့ထင်တယ်ပေါ့လေပြီးတော့ဘယ်အသင်းကပွဲချောင်းလဲဘယ်အသင်းကပွဲကျက်တယ်လို့ပြောတာခက်တယ်အထီးကိုတသင်းနဲ့တသင်းအင်အားကွာကြပါ နေပါလွန်နေရပေါ့နော်အဲ့တော့ဖူဟန်နေနဲ့ပြောမယ်ဆိုဖူဟန်ကအသိကြီးရင်းနဲ့တွေ့တဲ့အချိန်မှာအရန်ကောင်းတယ်ဂျာလက်တွေလည်းသူတော်တော်ကောင်းတဲ့ရလက်ကိုရှူနိုင်တယ်ဒါပေမဲ့ပြဿနာကသူ့ဘက်ငယ်တဲ့အသိနဲ့သူ့နဲ့ level အသိနေမှာပြဿနာရှိရပေါ့နော်အဲ့တော့ဖူဟန်အနေနဲ့အဲ့ဒီသူ့ရဲ့အားနည်းချက်ကိုကျော်ဖြတ်နိုင်ဖို့တော့လိုမယ်လို့ကျွန်တော်ထင်တယ်ကိုအဓိကတော့အသိငယ်ရင်းနဲ့ပွဲတွေပေါ့လေအသိငယ်ရင်းနဲ့ပွဲတွေမှာဆိုတော့ဒါဖူဟန်ကညီပြောပြတယ်အမတ်ယူနိုက်တက်ပိုင်းပြီးအားနည်းတယ်ဒါပြီးခဲ့တဲ့ဘဝရဲ့ရှေ့ရလောက်ကမစ္စတာဘယ်လီနဲ့ ဒီ FA ဘလောက်ပွဲမှာဆိုတော့တိုးပွဲရှုံးပြီးထွက်လိုက်ရတယ်ဗောလေဟုတ်အဲ့ဒီပိုင်းလေးရောဖွာကိုယ့်ရဲ့ level သူသိနေမှာအမတ်ယူနိုက်တက်ပိုင်းလေးရောနည်းနည်းလေးလိုအပ်ချက်ရှိတယ်ဂျန်နယ်ပိုင်းလေးမှာဖွာတော်လေးအားရကြကောင်းတယ်အခုဒီဘွဲမှာဆိုရင်ဒါသူ့ရဲ့ဒီပထမဦးစားပေးတိုက်စစ်မှုဘူမတုံးမနဲ့မူနော့စ်ကိုတုံးတယ်မူနော့စ်ကလည်းကစားဝင်ရတဲ့ပွဲတွေပေါ့လေတောက်လျှောက်ချိန်သွင်းပြန်ပြီးပြလာဒီချိန်လေးရောဖွာနဲ့ပတ်သက်ပြီးတော့မှအားရစရာအချက်လို့အမြင်နဲ့ဥရောပဝင်ပြုတ်တယ်လေသူ့ကိုအလားလာကောင်းပြီးပိုက်ဆိုင်ကြတာပေါ့လေနောက်တစ်ဘွဲကတော့ညီတစ်ချိန်ထဲမှာပဲကစားသွားတဲ့ Chelsea ဘွဲလေးပေါ့ Brentford နဲ့ Chelsea ဒီဘွဲ့ကဒါထူးခြားတယ် Brentford ကဒီမနေ့ကဒါဂုန်းချီတီရလာကြောင်းအိမ်ဝင်းမှာမနိုင်တာ၈ဘွဲ့ရှိပါဘူးဒီဘက်မှာ Chelsea ကလည်းဒီရလာကြောင်းအဝေးဘွဲ့မှာမနိုင်တာ၈ဘွဲ့ရှိပါတယ်တော်ကြီးကိုဒါထူးခြားပါတယ် Brentford ကပထမအိမ်ဝင်း၈ဘွဲ့မှာဆိုရင်ဒါရမက20ကျော်လောက်ထိယူနိုင်တယ်အိမ်ဝင်းအကောင်းဆုံးဒီ Golden Age လည်းအကောင်းဆုံးဆိုတာပေါ့နော်ဟိုချယ်ဆီကကြတော့ပထမဒီအဝေးကွေးရှစ်ပွဲလောက်မှာကြည့်မယ်ဆိုရင်ဂျမ်ဘတ်အားဖြင့်ရောတွင်ကိုအားဖြင့်ရောရန်ကောင်းတဲ့အတူ ဒီနောက်ပိုင်းရှစ်ပွဲတွေမှာတော်တော်ကြီးကိုဒါချာဝရတယ်မနေ့ကဒါဘရန်ဖို့နဲ့ဒီချယ်ဆီပွဲကုန်းရှိပြီးကြောက်ကြတယ်ဒီပွဲလေးကိုလည်းစီးပြီးအုပ်မပြီးပါဘူးဟုတ်ကဲ့ဟိုလီဗာပူးပွဲနဲ့တပြိုင်တည်းလာတယ်လီဗာပူးပွဲကိုပို့ပြီးတော့အာယုံဆိုင်ပြီးကြည့်ကြည့်ပြတယ်ပေါ့နော်အဲချယ်ဆီပွဲကိုကြာတော့ကျွန်တော် live ကြည့်လိုက်တာပေါ့နော် live ကြည့်လိုက်ပြီးတော့တိတ်အဲနည်းနည်း feel out သွားတယ်ပေါ့နော်ပြောမှဆိုတော့အဓိကတော့ချယ်ဆီပွဲတွေမှာကျွန်တော်တို့အဲကြည့်လို့အကောင်းဆုံးကဒီခိုင်းစေလို့ရဲ့ န်ဇိုရဲ့ပြီးတော့ခိုးပါမရဲ့ triangle ပေါ့နော်သူတို့ပြီးတော့ Nicolas Jackson ပေါ့နော်သူတို့ဒီခိုးပါမမပါဘူးဆိုရင် Chelsea ပွဲကြည့်ရတာအဲသိပြီးတော့ခံစားချက်နည်းနည်းညော့တယ်ပေါ့နော်ပြီးတော့တကယ်လည်းကစားတဲ့အခါမှာလည်းပြင်းစရာကောင်းတာမြင်ရတယ်ပြီးတော့ Chelsea ကိုယ်တိုင်ကဒီဒီဘယ်လိုပြောမလဲဒီပွဲအပြီးမှာသူ့ရဲ့ Anzo Maresca ပြောသွားတယ်ဒီတမတ်ကချင်းနဲ့လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သူတို့ဒီတမတ်ကဒီသူတို့ရဲ့အဆင့်ကိုထိန်းထားနိုင်တယ် ဆိုတဲ့စကားမျိုးပြောသွားတယ်ဆိုလိုချင်တာကမော်ရက်စကာဒီပွဲကိုနိုင်ဖို့အတွက်လာမဟုတ်တဲ့ပုံစံမျိုးကျွန်တော်တို့နိုင်အောင်နိုင်အောင်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်မတွေ့ရဘူးသူ့ရဲ့လူသုံးဆွဲမှုမှာလည်းကျွန်တော်တို့အဲ့ချက်ကိုမြင်ရတယ်ပြီးတော့ဒီပွဲထဲမှာကစားသွားတဲ့ပုံစံကလည်းအားရစရာတော်တော်လေးမကောင်းဘူးအဲပြီးတော့ပြဿနာတော်တော်လေးရှိတာကတိုင်အန်ခွန်ကူကိုကျွန်တော်တို့တိုက်စစ်မှာတုံးလာတယ်ပေါ့နော် force 9နေနဲ့တုံးတယ် force 9နေနဲ့တုံးတယ်ဆိုရင်ကျွန်တော်လိုအပ်တဲ့တောင်မှန်ကအဲဒီ width နဲ့ ဒီ width ဖြန့်ပေးရမယ်ပေါ့နော် width ကတော့ဒီ RW နဲ့ LW ကမဖြန့်မဖြန့်ဘူးဆိုရင်ခန်းစစ်ကကစားသမားတွေတက်ပြီးဖြန့်ပေးဖို့လိုမယ်အဲ့တော့ RW နဲ့ LW ကကစားသမားတွေရာဒီ pocket တွေထဲဝင်ကစားမယ်ပေါ့နော်အဲ့အဲ့လိုကစားပြီးမှဒီ force 9အလုပ်ဖြစ်မှာပေါ့နော်ဒါပေမဲ့ဆဲစီမှာအဲ့ဒီ pattern တွေတခုမှမတွေ့ရအောင်တခုမှမတွေ့ရတဲ့အခါမှာ front bumper တစ်ပိုင်းလုံးကတော်တော်လေးကိုပြင်ဖို့ကောင်းပြီးတော့အမ်လုံးဝ shape အပြတ်ပေါ့နော်အခြားတစ်ဖက်မှာ brand 4ကသူကထုံးစံတာသူရဲ့ low defense ပေါ့နော် ခံစစ်ဖန်လိုင်းနေနေနဲ့သူတို့ခံခံကစားတယ်ပြီးတော့သူတို့ transition တွေဒီ break တွေနဲ့ပြန်ပြီးတော့ထိုးပေါက်တယ်ဒါလည်းသူတို့ AC ပဲလုတ်သွားတာပေါ့နော်အဲ့တော့ Chelsea အနေနဲ့ Brentford ဘာတရပ်ပါမပေးနိုင်ခဲ့ဘူးအဲရှင်းရှင်းပြောရရင် Brentford ကလွတ်သွားခဲ့တဲ့အလုံးတွေဒီ Ambomo လွတ်တဲ့အလုံးတွေပြီးတော့ပွဲပြီးကန်ဒီမှာ Van den Berg ခေါင်းတိုက်ခွင့်ရတဲ့အလုံးတွေအဲ့လိုအလုံးတွေရအောင်ပို့ပြီးတော့ကိုးနိုင်ချင်မြင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Chelsea ဘာမှမလုပ်ပြနိုင်ခဲ့ဘူးအဲ့ဒီဘာမှမလုပ်ပြနိုင်ခဲ့တဲ့အတွက်တာဝန်ရှိရလို့အရော Maresca ဖြစ်တယ်ပေါ့နော်သူ့အနေနဲ့ အဲဒီလိုမျိုးအဲပြောမယ်ဆိုရင်3နဲ့4တဆန်တဲ့ပုံစံပေါ့လေအဲသူသူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ Guardiola ရဲ့ pattern မျိုးဒီဘက်မှာဆိုရင် resains ကအဲပေဘက်မှာရှိမယ်ပေါ့အမလူဂုစလိုကဒီအလဲတဲ့ကွင်းလေရပြစ်ဖို့တယ်ဝင်ပြီးပေါင်းကစားတဲ့ပုံစံပေါ့နော်အဲ့တော့အဲ့ဒါကအမ်အလုံးမဖြစ်ဘူးပေါ့ပြောမယ်ဆိုရင်ဒီအဲ့ဒါယူဆွန့်ပြစ်တင်ပြီးလို့ကျွန်တော်ယူစားရဒီလိုမျိုးအန်ကွန်ကူရိုးကို force nine အနေနဲ့တုံးမယ်ဆိုရင်ဟော Chelsea ကမနေ့ကကိုကြည့်တော့ကကျွန်တော် performance တော်တော်ကြီးကိုမြင်ရတယ် Chelsea ရဲ့ပေါ်တဲ့လူစင်းနဲ့လည်းဆိုင်တော့ဗောလေ Spurs ကိုသူတို့ဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲနိုင်ခဲ့တယ် London Derby မှာနိုင်ခဲ့တယ်အဲ့နိုင်ခဲ့တဲ့ပွဲကလူစင်းကိုပွဲတဲ့စင်းကို9ရောက်လောက်ထိအပြောင်းလဲလုပ်လိုက်တယ်အဲ Cooper မပါသူတို့ဒါ Jackson လည်းမပါဘူးအဲအဲ့မှာတော်တော်ကြီးကိုကဒါအားနေတဲ့ဒီတိုက်စစ်အစုဖွဲ့ဖြစ်သွားတဲ့အတွက်ပထမပိုင်းကြည့်မယ်ဆိုရင် Chelsea တိုက်စစ်ရဲ့ဘူးပေါက်နိုင်စံတော်တော်အားနေတယ်ဒါ Brentford ကတော့ကိုရနိုင်ချီရှိတော့ဗောလေ ထမောင်းမှာဒမ်စကတ်တင်လို့ဟိုအကန်ချောလိုက်တာတကယ်လို့နော်ဒီဝစ်ဆာပေးလိုက်တဲ့ပုံတော့တော်တော်ကောင်းတယ်ဘောလုံးကိုဒါအကန်ချောလိုက်တဲ့ဟာမှာဒါဘရန်ဖို့တော်တော်လေးကိုညစ်နာတယ်နောက်ထပ်ဒီတခြားအခွင့်အရေးလည်းအမူမူတို့လည်းဒါရပါတယ်အမူမူကန်ချက်ဆိုလည်းတော်တော်လေးကောင်းတယ်ဒါဂိုးမန်ဆန်ချက်ပါဝင်သွားတဲ့ဘိုင်းလေးပေါ့လေဒီမှာတစ်ခုလေးတော့အာအပြစ်သူရောဆောင်တဲ့ချက်တော့တွားမြင်ရတယ်ချက်စီနဲ့ပတ်သက်ပြီးဘောလုံးတော့ချက်စီရဲ့မနေကခန်စစ်လူစင်းဆွဲလိုက်ကြည့်လိုက်တော့အာဒီခန်စစ်တော့ဂိုးပေးရမယ်လို့ပဲဒါတွတ်ထားတာဟိုလဘိုက်ကူဝဲလည်းမပါဘူး ဒီခန်းစစ်ဟိုပုံမှန်ပေါ်ထွက်နေကြခန်းစစ်လည်းမဟုတ်တဲ့ဟာကြတော့အာဒီခန်းစစ်နဲ့တော့ချက်စီမလွယ်ဘူးထင်တာဒါပေမဲ့ချက်စီခန်းစစ်ကကလင်းရှိတော့ရပါတယ်ဒုတိယပိုင်းမှာတော့ပြန်ကောင်းပါတယ်ဒါဒုတိယပိုင်းမှာခိုးပမာတို့တော့ဂျက်ဆင်တို့ဒါအထူးသဖြင့်ဒါဂျက်ဆင်ဝင်လာပြီးနောက်ပိုင်းမှာဆိုရင်ချက်စီတိုက်စစ်ပြန်ပြီးမှအသက်ဝင်လာတယ်ဒါချင်းချောင်းနယ်စပ်နဲ့ပူပြီးမှမြင့်လာဒုတိယပိုင်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ချက်စီတွေ့တော့ဟိုကျင်းနေဆရာကောင်းတဲ့ကစားပုံမြင်ရလို့ကိုကထင်တယ်ဒုတိယပိုင်းအဓိကကစားမားရဲ့ပါလာတဲ့ချင်းပေါ့လေဒီနေရာမှာနည်းနည်းလေးဟိုဘယ်လိုပြောမလဲဒီ ကိုယ်နဲ့ဒါညီနဲ့အမြင်တူပါတယ်မတ်စကာဘောသွားပြီးနားမလည်တာကတကယ်တမ်းဆိုရင်ဒါအစောပိုင်းဒါစနေနေ့ပွဲတော့ကအနိကဆုံးပြန်ပဲ Northern Forest ကဒါရှုံးထားတယ်ရှုံးထားဟုတ်ဒီ Manchester City ကလည်းဒါ Manchester United နဲ့ဒီညညနေပွဲမှာဆိုရင်ဒါပွဲချက်ကစားမှာဒီအချိန်ဒီမှာဟိုအနိုင်ရသင့်ပုံပေါ့နော်အဲ့ဒါတကယ်တမ်းဆိုရင်တော့ဒီချက်ပူပြီးမှတောင့်တင်းတဲ့လူစင်အစုဖွဲ့နေတာဒါပွဲထုတ်ခဲ့မှာဆိုရင် Chelsea ပဲအနိုင်ရခဲ့မှာအနိုင်ရခဲ့မှာဆိုရင်ဒီ Champions League ဝင်ဖို့တက်တယ်ဒါအများကြီးကိုသူ့ပဲ စစ်ဖြစ်မယ်လို့ထင်နေဘူးဟုတ်ကိုပါမားကတော့အခုဟိုဟာဒီရှုံထွက်အဆင့်အတွက်တော့သူ register လောက်ထားရပေါ့လေလောက်ထားရဟုတ်အဲ့ဒါကြောင့်မလို့ပေါ့ဒါပေမဲ့အဓိကကတော့ तू ကအနာယူချိန်နည်းတဲ့အတွက်ပေါ့နော်သူတို့ကဒီနောက်ဆုံးနောက်ကြဆုံးကစားခဲ့ရတာကိုဂျားထဲမှာဂျားထဲ Premier League week days မှာနောက်ကြဆုံးကစားခဲ့ရတဲ့အတွက်သူတို့ဟိုမတုံးပေါ့နော်ဒါပေမဲ့မတုံးသီးတိုင်အောင်ဘယ်လိုပြောမလဲအကုန်လုံးကြီးမထည့်တာကြတော့ပေါ့နော်ကုကရီယာမပါဘူးပြီးတော့ ဒီနီကိုလက်ဂျက်ဆန်လည်းမပါဘူးခုပါမလည်းမပါဘူးဆိုတာကြအားနဲ့အားနဲ့လွတ်နေလို့ပဲပြောရမှာပေါ့နော်ဟုတ်ပြီဒီကချက်စီတော့ကတော့ဟိုမန်နေဂျာတော့တိတ်တော့လဲဂျင်းနဲ့ဆရာတော့မကောင်းဘူးပေါ့လေဒီကနေ့ဆိုတော့အနိုင်ရခဲ့မယ်ဆိုရင်တော့သူတို့ကအများကြီးလဲတော်တော်လေးကျွန်တော်တို့ကပလေးပလေးရလဲတိတ်ကောမှအားရချင်မကောင်းတော့ရလက်ကတခုထားလိုက်ဘုံကြီးဒီရလက်ဆိုတော့အញ្ញကြီးစိုးတဲ့ချိန်တော့မဟုတ်ဘူးပေါ့လေဟိုနောက်ဆုံးတော့ forest ရှုံးလာတဲ့ချိန်မှာသူကတတ်မှတ်ရတာဆိုတော့ဂျင်းနဲ့ဆရာကောင်းတယ်ဒါပေမဲ့ပလေးရကြတော့ဒါ first set ဆိုရင်ပရိုကြီးကိုစိုးတဲ့ဘက်ကြတော့ဒီဘက်ကြတော့ချက်စီပြုတ်တဲ့တွေ အဲတိတ်တဘောကတဘောမကြောက်ဘူးတော့အချင်းလေးနောက်ထပ်တပွဲသွားတော့နောက်ထပ်တပွဲကလည်းမတိုင်းပြောတော့သိပြောမှဒါပြောကြတော့သိရှိတယ်တော့အဲစီစီတပွဲပဲမန်ချက်စတာယူနိုက်တက်နဲ့ဒါမန်ချက်စတာစီးပြီးတော့ဘုံရှိပြီးကြာခဲ့တယ်အဲဒါထုံးစံတဲ့မှာပဲဒါဘောလုံးကင်ကစားတဲ့အသင်းနေနဲ့တွေ့ရင်ယူနိုက်တက်ကဘူပြောမှအားရစရာကောင်းတဲ့ချင်းချောင်းမှုကြီးမြင်ရဆိုတော့မနေ့ကလည်းအဲ့ဘိုင်းလီကတော့မြင်ရပါဘောလုံးပတ်ဆိုင်မှုကတော့ဒါစီးပြီးရတာတယ်ဘူချင်းချောင်းမှုကြီးကတော့ယူနိုက်တက်ကဘူပြောမှ အားရစွာကုန်ခဲ့တဲ့အခြေအနေမျိုးရှိတော့ဘောလို့ဒီကိုမရှိသေးကြတဲ့မန်ချက်စတာဒါဘီဘွဲကိုလည်းဒါစီချက်တော့ပြောပြပါဦးဟုတ်ကဲ့အမ်ဒီရိုင်းကင်းတို့ဂရီနာဗယ်တို့ကတော့ချစ်ကြည်ရတာပြီဆိုပြီးတော့တုံးလုံးသွားတယ်ပေါ့နော်သူတို့ခေကလို့မျိုးတူးထတ်တန်ယူရင်းနဲ့တလားသူတို့ကလည်းအဲ့ဒါကိုမြင်ကျင်တာဟုတ်ကဲ့ဟုတ်ကဲ့ပြင်းမှုကောင်းတယ်ဒါပေမဲ့နှစ်သိန်းစလုံးကဒီတရေရလက်ကိုခြေနဲ့နေပုံတွေ့ရတယ်ပေါ့နော်အဲဒါကြီးကတော့မဖြစ်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့ယူနိုက်တက်ကဘာမှ ဟိုပြောမယ်ဆိုရင်တိမ်မထူးနေမထူးပေါ့နော်တိမ်မထူးနေမထူးဆိုတော့အဲဒီဟိုပို့ပြီးတော့ပေါင်းလည်းကောင်းခဲ့ပါတယ်ကျွန်တော်တူတဲ့အမြင်ရတော့မနေ့က Manchester City တက်ဆိုင် Manchester United ကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်သတ်မှတ်ချင်တယ်ပို့ကောင်းတဲ့အခွင့်အရေးရခဲ့တယ်ပြီးတော့ပွဲရဲ့အရေးပါတဲ့ moments တွေမှာပို့ကောင်းခဲ့တယ် Manchester City ကဘောလုံးကင်တာပဲရှိရသူတို့စီကရင်ခုန်စရာဘာမှမမြင်ရဘူး9နိုင်ချီရှိတဲ့ကံချက်တွေလည်းမမြင်ရတော့ဘူး ဝိုးနိုင်ကြရှိတယ်အခွင့်အရေးဖန်တီးမှုတွေလည်းမမြင်ရတော့ပဲအဲပြောမဆိုရင်ဂွာဒီယိုလာကဒီပွဲကိုတော်တော်လေးကိုအဲစတေမိတ်ပေါ့နော်ဒီအကွာဘက်ကိုဦးတည်တဲ့လူစင်းမျိုးသုံးဆွဲလာတယ်လို့ပြောကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဆေဗင်ညိုတို့ဒိုကူတို့မပါဝင်ပဲနဲ့ဒီဒဘရိုင်းနာဒဘရိုင်းနာရဲ့ကွန်ဒိုဝမ်ရဲ့ဘာနာဒူဆေးဗောရဲ့ကူဗာချစ်ရဲ့ဖိုဒန်ရဲ့အဲ့အိတ်ကစားသမားပေါ့နော်လုံးဝ face လုံးဝ foreign တယောက်လောက်ပဲအနည်းငယ် face ကြီးတယ်ကျန်တဲ့ကစားသမားရဲ့လုံးဝ face ပျောက်ဆုံးနေတယ် ခစားလုံးမရအဲ့တော့အဲ့ဒီကွင်းလဲမှာ pace ပြောက်ဆုံးနေပြီဆိုရင်ကျွန်တော်တို့ကအဒီ full back တွေအနေနဲ့အ walker လို့ cancel လို့အရှိအထိအများကြီးတက်ပြီးတော့ကူညီပေးနိုင်တဲ့ pace player ရှိလားဆိုအဲ့ဒါလည်းမရှိဘူးအဲ့တော့ man city ရဲ့ pace ကလောကအရန်ကိုသလိုတန်ဖိုးဖြစ်လွန်နေပေါ့နော်မန်ဆာအရန်လွယ်လွန်နေအဲ့တော့ united ကပုံမှန်အပြင်ဆိုရင်အဲ့ဒီ gap တွေအများကြီးပေါ်တဲ့အသင်းဒါပေမဲ့ manchester city ကနှေးလွန်းတဲ့အတွက် ဘာကမှမပေါ်ဘူးမနေ့ကဆိုအဲ့အလွယ်တကူပဲထိမ့်ချုပ်သွားနေတာကျွန်တော်တို့မြင်ရတယ်အဲမန်စီးတီးအနေနဲ့ဒီယူနိုက်တက်ကိုနှစ်မျိုးဖောက်ဖို့ကြိုးစားတာကိုကျွန်တော်သတိထားမိတယ်ဗောနော်အဲ့ဒါဒီတိုက်ဆက်ကမာမူရှဒီဘရိုင်းနာပြီးတော့ဒီဖိုဒန်၃ယောက် triangle တွေနဲ့ combination လုပ်ပြီးတော့ကြိုးစားရယ်ဗောနော် window ဘူးတော့ဒါပေမဲ့အဲ့ရလုံးဝမအောင်မြင်ဘူးယူနိုက်တက်ကန်စစ်၃ယောက်တန်းနဲ့ဒီကွင်းလေဒပပီဗူလ်ကဥဂတိကက်စီမီရိုအဲ့နှစ်နှစ်ခုဒီ unit ကြားထဲမှာသူတို့ပျောက်သွားတယ်အဲ့နှစ်ခုက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်ပုံမှန်အပြင်သာ United ရဲ့အားအနည်းဆုံး link လို့ပြောလို့ရတယ်အဲ့နေရာအဲ့ဒီ cancel ကာကွယ်တဲ့နေရာမှာပေါ့နော်ဒါပေမဲ့အဲ့အားအနည်းဆုံး link ကို Manchester City ကလောကမချိုးဖြတ်နိုင်ဘူး United အနေနဲ့အလွယ်တကူကာကွယ်နိုင်နိုင်တော့ကျွန်တော်တို့မြင်ရဒါပါဘလို့လဲဆိုတော့ခုန pace ကင်းမဲ့လို့ပေါ့နော် pace တော်တော်လေးကင်းမဲ့တဲ့အတွက် United အလွယ်တကူကာနိုင်တယ်ပြီးတော့ကျွန်တော် running behind လို့ခေါ်တဲ့ဒီ cancel line တော့ကိုပြေးဝင်နိုင်မမြင်ရဘူးဘာလို့လဲဆိုတော့ City မှာ pace player မပါဘူးလုံလောက်တဲ့အထက်ကမပါဘူးအဲ့တော့ United အနေနဲ့ Manchester City ကိုတောင်းတော့တာ defensive play မှာကာကွယ်နိုင်ခဲ့တယ်အဲဒီအခြားတစ်ဖက်မှာတော့ Schneider ရဲ့ဒီ break တွေပေါ့နော် Schneider ရဲ့ဒီ counter attacking တွေကပို့ပြီးတော့အသက်ဝင်တာကိုမြင်ရတယ်ဒါပေမဲ့ပြဿနာအထုံးစံတိုင်း United မှာအမြန်ဆုံးနဲ့ dynamic အဖြစ်ဆုံးကစားသမားကာနာချူအဆုံးမြတ်ချက်တွေတလွဲအခြားဆုံးကလည်းကာနာချူဖြစ်နေခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင်တကယ်ကိုတို့အတာရမယ့်အခွင့်အရေးတွေကအတာမရပဲနဲ့အဟောတိကံ ဖြစ်ကုန်တာကိုမြင်ရတယ်။အဲပြောမယ်ဆိုရင်အတုံးချနိုင်ခဲ့မယ်ဆိုရင် United ပထမပိုင်းတည်းကဥဆောင်ကိုရှားနိုင်တဲ့အဲလို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့တော့ဖြုံးတီးခဲ့တယ်။ဒါပေမဲ့ခြေစွမ်းအပြင်ကြည့်မယ်ဆိုရင်တော့အများကြီးတိုးတက်လာတယ်။ပြီးတော့ Amorin Logan နဲ့ဒီ3လေးနှစ်တည်းရဲ့ shape ဟာပိုပြီးတော့ပေါ်လာတာကိုကျွန်တော်တို့မြင်ရတယ်။ Kansas ပိုင်းနဲ့ Queen Lee ရဲ့အခြေဆက်မှုတွေလည်းပိုတိုးတက်လာအောင်မြင်ရတယ်။ပြီးတော့ဒီ fullback တွေရဲ့အထုံးစံတိုင်းကျွန်တော်အနောက်မှာကျန်ခဲ့တဲ့ဟာခွက်တွေရှိတယ်။အဲဒီဟာခွက်တွေကိုလည်း အဲပို့မကားွယ်လိုင်းနိုင်လာတာမြင်ရတယ်ပေါ့နော်အဲ့တော့ပွဲကတော့ကြည့်လို့မကောင်းခဲ့ဘူးအဲနှစ်သင်းတည်းကတစ်သင်းပိုကောင်းတဲ့အသင်းကိုရွေးထုတ်ဖို့ဆိုရင်ကျွန်တော် Manchester United ကိုရွေးထုတ်ခြင်းပါတယ်ပေါ့ဟုတ်ပါတယ် United ကမနေ့ကဂူရနိုင်ချီနဲ့တာပါတယ် XG value ဆိုရင် United ကရန်ကြီးကောင်းလာတော့မဟုတ်ပါဘူးဂူရတဲ့ chance တွေကလည်းအများကြီးတော့ half chance တွေများပါတယ် clear cut chance ကနည်းပါမရတော့ပါဘူးအဲမှာ XG မှာဆိုရင် United က0.92လောက်ရှိတယ် စီတီကတော်တော်ကြီးကိုအားနေတယ်ဟာလန်မပါတဲ့တိုက်စစ်ပေါ်တော့တော့မမိုချ်ကလည်းမနဲ့ပြောရင်ဒီဘာမှတိတ်ပြောမှမလုပ်နိုင်ဘူးနေရာမဟုတ်ပဲကစားနေရတဲ့ပုံစံဖြစ်နေရပါတော့မမိုချ်ကဟုတ်တယ်အဲ့ဒီတော့ဒီစီတီရဲ့ HGG မှာဆိုတော့ဒါ၄ကျော်ကျော်0.4လောက်ပဲ5ကျော်ကျော်လောက်ပဲရှိတယ်ဆိုတော့တော်တော်ကြီးကိုလည်းအားနေတော့နောက်ထပ်ဟိုဘယ်လိုပြောမလဲ goal area ထဲမှာဘလုံးဖိချက်တွေကြည့်မယ်ဆိုရင် United ကပုံမျိုးမှတောင်းခဲ့ပါလေဒါမျိုးပြောလို့ United ကပုံကောင်းတဲ့အတွက်ဖြစ်ကြတာပါလို့ ဒါပေမဲ့ဂိုးအေရီယာထဲမှာဒါဘောလုံးထိချက်ဆိုယူနိုက်တက်က20နဲ့မှ9ချီထိရယ်။အဲ့မှာစီးတီးက15ချီနဲ့ထိရယ်။ပုံမှန်အပြစ်ဒါစီးတီးလိုတင်ပြဆိုရင်ဒါမဖြစ်တဲ့ကိန်းကနဲ့ဆက်လုပ်ဘူး။ပြောလို့ရတယ်။ညာတွေကဒီဘက်ကပြန်ကြည့်လိုက်တော့ဒါစီးတီးပြောသလိုပဲဒီညံတဲ့ညံတို့မြေကစားသမားတွေမပါတဲ့ဟာလေတော်ကြီးကိုအားနေပါတဲ့အပိုင်းပုံမှန်ဆိုရင်မနေ့ကကစားပါဆိုဒေါကူရောဒါလူရောကတို့ရုပ်အတကင်ပူပြီးတော့မှလိုက်နိုင်တယ်အောင်တွေ့ရတယ်။လိုက်နိုင်တဲ့နေရာမှာဆိုအမြင်နဲ့ ဒီဝင်းဘက်ဒီနဲ့ဒီတက်ဆိုင်ရာစင်တာဘက်ဒီဂျားထဲမှာဆိုရင်အများနဲ့ဒါဟာခွက်တွေရှိတယ်ဒီဟာခွက်တွေတဲကိုဆာဗီညိုတို့ဒိုဂရူတို့ကစားမပါမဆိုရင်ဂျာဂျူနိုက်တက်ခံစားကပုံပြီးတော့မှချင်းချောက်ခံရနိုင်တဲ့အခြေအနေရှိတယ်ပုံပြီးတော့မှဂိုးတင်းဝင်တွေပြေးရနိုင်တဲ့အခြေအနေမျိုးကိုမြင်ရနိုင်တယ်ပေါ့ဒါပေမဲ့မင်းတို့ကကျတော့အာစီးတီးကလည်းဒီဘိုင်းကိုပြန်ပြီးတော့မှကောက်တာအတက်ပြန်မလုပ်နိုင်တဲ့ဟာကိုလည်းတွေ့ရဆိုတော့အာစီးတီးမှာလည်းလိုအပ်ချက်တွေတော့တော်တော်ကြီးတော့များပါတယ်ဂျူနိုက်တက်ကတော့ညီပြောသလိုမော်ရီလိုချင်တဲ့ပုံစံလေးတွေမြင်လာရပြီအထူးဖြစ်တာဝင်းအတက်က တော်ကြီးကိုအားကောင်းလာတယ်ဒါတော်ကူတို့ဘယ်လိုပြောမလဲဒီရတဲ့အခွင့်အရေးတွေကအသုံးချနိုင်ခဲ့ရင်ဒါပုံပြီးတော့မှကောင်းလာနိုင်တဲ့ဒီဝင်းအတက်ကတော့ကိုမြင်ရမယ်ထင်ပါတယ်ဟုတ်တယ်ဘာပြောယူနိုက်တက်ကဟိုအစိုးရကနေပြန်ပြီးတော့မှရုံးထနေရတဲ့အသင်းဖြစ်နေတဲ့အတွက်လူအနေထားလေးရောက်တာတော့ဒိုလီချင်းနဲ့ဆက်ကောင်းမှထင်ပါတယ်။ဘူဆယ်တာမန်ချက်စတာဒါဘီပွဲမှာဆိုရင်မရှုံးတာဒီယာဘီအတွင်းဆိုရင်တော့ မရှုံးခဲ့ဘူးလေ။ဟုတ်တယ်။ဒါပြီးခဲ့တဲ့ရာသီကလည်း FA ဘလားမှလည်းဒါမရှုံးဘူးဆို။ပြီးတော့အသင်းကြီးအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲမှာ Manchester United ကအမ်ခြေစွမ်းရောရလက်ရောပိုကောင်းနေအောင်ကျွန်တော်တို့မြင်ရပါတော့။ပြောမယ်ဆိုရင် Arsenal ရော FA ဘလားပွဲရှိမယ်။ Liverpool နဲ့တွေ့တဲ့ပွဲရှိမယ်။ပြီးတော့အခုတလောနဲ့ဒုတိယကြော့ပြရာကြော့ရှိမယ်။အဲပြီးတော့ဒီ Manchester City နဲ့ပထမကြော့ပြီးအခုဒုတိယကြော့ပေါ့နော်။အကုန်လုံးမှာတတ်တတ်ရရလေးမြင်ရတာပေါ့လေ။အဲ့တော့မျော်လင့်လို့တော့ရတယ်။ပြီးတော့အခုခြေစွမ်းက အထူးသဖြင့်ဒီ win bus တွေပုံစံပြန်မှန်လာတာ ਨੇ အတူအားရဖို့ကောင်းတယ်ပေါ့နော်ကနာချူပေါ့လေကနာချူဒါ decision making အလွဲတွေမလုပ်ဘူးဆိုရင်အဲကိုတော်တော်လေးမြင်ရနိုင်တဲ့အခြေအနေရှိခဲ့တယ်ပြီးတော့ United ကလည်းနည်းနည်းလေးပြဿနာရှိတာဒီဘွဲမှာက double pivot မှာအဲဒီ defensive နှစ်ယောက်ရှိခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီအားနေချက်ကတိတာတယ်ဘလို့သွားတိတာလဲဆိုတော့ကျွန်တော်တို့ပန်ဒီကြီးကဘောက်ဆဲကိုလုံလောက်တဲ့လူအခြေအတွက်မဝင်လာဘူးပေါ့နော် ဒီ wildland တယောက်ပဲရှိ wildland ကလည်းသူ့ရဲ့အခြေသွေးကအအကန့်သက်ရှိတယ်ပေါ့နော်အကန့်သက်ရှိတဲ့အခါမှာအဲဒီ box ထဲမှာ wildland တယောက်လောက်ပဲရှိတဲ့အခြေအနေမျိုးဖြစ်နေရယ်ခနာချိုတို့ကလည်းတကယ်တော့ကိုကပေးပြီးလို့သူက bruno ပေးတယ် bruno ကနေဘောလုံးထပ်ဖြန့်တဲ့အချိန်မှာခနာချိုကဒီ box တွေကိုဟိုဘယ်လိုပြောမလဲအချိန်ကြိုက်ဝင်ရောက်နိုင်ခြင်းမရှိဘူးဒီခါလေးကျရင်ဒီ backup light တာလိုနေရပေါ့နော်အဲ့တော့သူဝင်လာလို့ဟိုသူသွင်းကိုသူကိုသွင်းမှာတော့မဟုတ်ဘူးဒါပေမဲ့ တခြားကစားသမားတွေပို့ပြီးလွတ်စေရပေါ့နော်ပြဿနာကကနချိုကအဲ့ဒီတိုင်ပင်အတော်တော်လေးအားနေတာကိုကျွန်တော်တွေ့ရတယ်အပြီးတော့ဒီကနချိုအနေနဲ့အဲသူနဲ့သူတော်ဂူဆိုရင်ခဏခဏ overlap ပြီးပြတ်လာတော့ကျွန်တော်တို့မြင်ရဒါပေမဲ့အဲ့ overlap လမ်းကြောင်းတွေသူမခင်းပေးနိုင်ဘူးအဲ့အမြင်ပိုင်းဆိုင်ရာ တော်တော်လေးလိုအပ်ချက်ရှိတယ်ပြီးတော့အဲလိုအပ်နေတဲ့အခြေအနေပေါ့နော်ပြောမယ်ဆိုရင် Bruno ကိုပေးရဲလွတ်သွားရဲအလုပ်တစ်လုံးရှိတယ်သူ Bruno ကိုမှန်မှန်ကန်ကန်ဒီ pass weight တို့ကျွန်တော်တို့ခေါ်တာပေါ့နော်ပေးတဲ့ဟာဒီမှန်မှန်ကန်ကန် နေရာပေးနိုင်ရင်ဂိုးနိုင်တယ်အလုံးဒါပေမဲ့သူပေးရလိုရတဲ့အတွက်ဘလူးနိုကကန်လို့မရတော့ဟိုတင်ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒါဟိုကျွန်တော်တို့က expected goal နဲ့ဆိုတာချင်0.01လောက်ပဲရှိမှာဒါပေမဲ့တကယ်တော့အေးအခွင့်ရေးရို့တာကနာချူကမှန်မှန်ကန်ကန် execution လုပ်နိုင်ရင်တော်တော်လေးဂိုးနိုင်ခြင်းမြင့်တဲ့အခွင့်ရေးရရှိမှာအဲ့တော့ United ကအဲ့လိုပြဿနာတွေတော့ရှိတယ်ပေါ့အသေးစိတ်ဒီလိုက်ကြည့်မယ်ဆိုရင်အဲ့တော့အဲ့ဒီပြဿနာကလည်းဘလူးနဲ့သွားတက်နေလဲဆိုတော့ကနာချူနဲ့သွားတက်တက်နေရအောင်မြင်ရပါတော့နော်သူကအဲဒီ သိလို့ရှားစရာ explosiveness တော့ရှိပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ decision making တွေကတော်တော်လေးလိုအပ်ချက်ရှိနေတာကိုမြင်ရတယ်ပါကိုတူချင်းပိုင်းပေါ်တော့သင်းဝက်ပိုင်းမှာတော့သူတွေလိုအပ်ပါတယ်ဟိုတူချင်းပိုင်းမှာဆိုရင်ဒီခြေနဲ့ပြင်ရမယ်ပေါ်လုံးခေါင်းတိုက်ပြီးတော့မှခေါင်းကုပ်ပြီးသွေးစက်ဟာဒီဒါလေးကလည်းထိုးစရာဖြစ်သွားဘူးဟိုဘယ်လိုပြောသင်းဝက်ပိုင်းမှာလည်းဒီတော့သွေးစက်ခြေဆက်တဲ့ပိုင်းတွေကတော့ဘာသာကျွန်မတို့ဒါလိုအပ်ချက်တွေတော့ရှိနေတော့မယ်အရွယ်တော့ငယ်နေတယ်ဒီတစ်ထပ်ပြီးတော့ ရှင်းချက်လာတဲ့အချိန်မှာတော့ပူပြီးတော့မှသာသာတခုသာသာရေပြောကြတယ်ဆိုခန္ဓာကျိုးအသက်ငယ်သေးတယ်ကြောင်းကြောင်းတက်လို့ရတယ်ဆိုဟုတ်ပါဘူးဟုတ်ပါပြီဒါအခုဒါ Money Talk မှာတော့ဒီတနည်းနည်းနဲ့ Premier League ပွဲလေးတွေကိုဒါသုံးသပ်ပြဆက်ပေးသွားတာပေါ့လေနောက်ထပ်အစီအစဉ်လေးမှာလည်းဒါစီးပွားထပ်ပြီးမှဆုံးကျင်ပါတယ်ဒါမြန်မာနိုင်ငံမြန်မာနိုင်ငံအားပေါ့လေအပေါ်ဘေးအနေနဲ့အများဆုံးကျော်လွှားနိုင်ဖို့ဒါတက်အများဆုံးကျော်လွှားနိုင်အောင်လေဒါတက်တာပေါ့ဝင် ဆက်လက်ပြီးတော့မှပြန်ဆန်းသွားပြင်မယ်ဆိုတဲ့အကြောင်းကိုလည်းအဲတချင်ကောင်းပါချင်ပါတယ်တီရှူအားပေးကြတဲ့ဆော့ကောင်ပရိသတ်တို့ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ